ဝန်နေချင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အိုထိန်တင်းကျေးရွာကစတင်ကြောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်အဲ့ဒီအတွေ့ဒီမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေအတွက်ဝန်နေချင်းထိတ်မှတ်ဖြစ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ တိုင်တော့ပဲလှင့်ထူပေးနေတာတော့ကျမတို့တော်လိုင်းဘက်ကရဲဘော်တူပါကဲစဲရေလုံရင်းကမှကျမတို့ဒီအလန်းတိုင်ထိတ်ရောက်နေပြတဲ့ဝန်းနေချင်းအထိမ်ဖတ်နဲ့ဒီဟာကိုလှင့်ထူနေတာဖြစ်ပါလေရှင် 1 meter, R2 equal to S equal to 257 by 25 meter. အဲ့လိုတင်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာ။စာတင်နဲ့ကျွန်တော်တို့မှာဘာဖြစ်ရှိလဲ။ဟုတ်။ကြာလာတဲ့ဘုံစံ။ဘောဘမှာတွေးကွက်။အပေါ်ကအမိုးကိုလည်းကြည့်လိုက်။ဘလို့ဆုပ်ပြတ်တက်သွားတယ်။ဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါ။ ဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးစွန်းနေတဲ့ကွန်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုန်းပါစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်တယ်ဒီမှာမှန်လိုက်တယ်သွေးစီထောင်းတက်ရှောင်းတယ်ဒီနောက်မှာတရင်ခရိုင်နဲ့ကလေးလေးရသွားမယ်ဟောဒီမှာလည်းကြည့်ဦးအပေါ့ ဟိုဘက်အခန်းကဖြစ်စီဆုံးဆုံးလို့ပို့ပြီးတော့ပလာစာအုပ်ကလေးတွေပုံနှိပ်စာအုပ်လေးတွေတတ်တမတန်တင်ချာကွန်ပါဘူးလေးတွေခေါ်ရမှာလဲကွန်ပါဘူးဒီမှာပါဒီမှာကသူ့ခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းမှာဒီခန်းလေးကျမနောက်တခန်းကိုသူ့သွားကြည့် ဒီမှာလဲသွေးခွက်ပါထိခိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးဝါးဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလဲအကုန်ပွင့်ထွက်ပါတို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားအရင်တိုင်းလိုပဲဖြစ်နေတာပါ ဩကျွန်တော်ဆက်လာလို့ကျွန်တော်ဩတားလို့တန်းနေရရောတည်သွားတဲ့လူရှိလားရှိလားရှိတယ်ဘယ်နားမှာထိုင်လာတော့ तू อ่ะရှေ့တန်းကုန်မှာရှေ့တန်းကုန်မှာထိုင်လာမိန်းကလေးလားယောက်ျားလေးလားယောက်ျားလေးယောက်ျားလေးတည်သွားတာဩ तू อ่ะရှေ့ဆုံးမှာထိုင်လာပေါ့เนาะတည်သွားတယ်တားလို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲဆက်ခုံလောက်တော့ရှိတယ်ဆက်ခုံလောက်တော့ရှိမနာမည်ကဘယ်လိုခေါ်ရလဲနာမည်ကမျက်နှိုးမောင်မျက်နှိုးမောင် ုတ်တယ်နော်အန်တီလည်းတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်ခုဒီမှာဒါအပေါ်ကမိုးထားတဲ့ထလမိုးကအောက်ကိုပြကြတာပါခုဒီနားလေးမှာဒါမျက်နှိုးမောင်ဆိုတဲ့ကလေးလေးကဒီခုံမှာထိုင်နေဟောဒီမှာသွေးတွေပါဒီအောက်ကသွေးတွေနဲ့အရှိမဒီမှာအတန်းချိန်စာတင်နေတော့ကိုဒီမှာအပေါ်ကနေကြတာပါလက်လက်ကြီးအစကဆင်ပြီးတော့မှဒီကိုကြတာပါဒါစစ်ကောင်စီပြစ်လိုက်တဲ့ဘုံကနေမှ ဟောဒီမှာအကြောင်းသားတယောက် ကွယ်လွန်သွားတာပါ grade 9အတန်းကပါကွယ်လွန်သွားတာမောင်မြက်လို့မောင်ဟောဒီနေရာမှာထိုင်နေကလေးလေးပါရှင်၁၂ရက်2025 Skyline Data ကြီးရွှေဘုခရံတပည့်မျိုးနဲ့ဦးထိန်တွင်းကျေးရွာစတင်ချောင်းကိုစစ်ကောင်စီကလေချောင်းအနေနဲ့တိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေပါဟောဒီမှာအိုးငါးအိုးနဲ့ဒီနေရာမှာငါးဦးမြုပ်နှံထားပါတယ်ဒီဘက်က အိုးလေး2ဦးနဲ့2ဦးမြုံနှံထားပါတယ်ဟိုဘက်ကအိုးလေး3ဦးနဲ့3ယောက်မြုံနှံထားပါတယ်ဒါကအကြောင်းသားအကြောင်းဆိုဒီဘက်ရွာက17ယောက်ကွဲလွန်တာပါကွဲလွန်တဲ့အထဲထဲမှာဆရာမတယောက်ပါပါတယ်ဒေါ်စင်မာသူအသက်23နှစ်ပါဒါကဂျာကလာအကြောင်းကဆရာမလေးတူပါဝင်ပါတယ်ရှင်စုစုပေါင်း22ဦးကွယ်လွန်တဲ့အနက်ကဒီဘက်ရွာက12ဦးကိုမြုံနှံထားတာဖြစ်ပါတယ်ရှင် ော်ကြီးကန်းကသခိုင်းငလင်ကြောင့်စိတ်တော့ကရောက်ရတဲ့ပြည်သူတွေကို ဖေးမဖို့ဒီနေရာကိုရောက်နေတာအဲ့ဒီလေရင်လေချောင်းတက်ခတ်မှုပြုတ်လုသွားတော့တော်ကြီးကန်းကမုံရွာမြို့ထဲမှာရောက်နေတာတရင်ကြားကြားချင်းပဲအဲ့ဒီကနေဒုံဆိုင်ပြီးတော့မှ ဖြစ်ပွားတဲ့နေရာကို သွားခဲ့တာပါလူမဆန်တဲ့မြင်ခွင်းစိတ်ထိခိုက်စရာမြင်ခွင်း ရက်ဆက်ကြံကြုံမှုစစ်ကောင်စီရဲ့ယာဇဝဲမှုကျူးလွန်နေပေါ့လူမျိုးတုံးတတ်ဖြတ်တဲ့အကြမ်းဖက်ယာဇဝဲမှုရဲ့တတ်သေးကံမှတ်တမ်းအနေနဲ့ဒါအဲ့ဒီမှတ်တမ်းတွေကိုရယူခဲ့ရတာပါစစ်ထဲမှာတော့အင်မတန်ဝမ်းနဲ့ကြေကွဲရပါတယ်